ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဘာလို့ဘာလို့ကြမလဲအရင်နှစ်ထက်ဒီနှစ်ကအပူချိန်ပိုများနေပြီလူတိုင်းကအပူရှောင်ဖို့တခုခုလုပ်ကြတယ်ဟုတ်တယ်လူတိုင်းကဘေးရွာကိုသွားကြတယ်တချို့ကပတ်စံရှိတော့မြို့ကိုသွားကြတယ် တချို့ကတော့တခြားနေရာတွေပြောင်းကြငါတို့ကဘာလုပ်ကြမလဲကျွာမကငါတို့လူစင်းရတဲ့သူ20လောက်တော့ရှိတယ်လူကြီးရဲ့တခုခုပြောပြပါလားဘာလုပ်တဲ့လဲငါကဘာပြောရမှာလဲငါကိုယ်တိုင်ပဲအပူချိန်ကြောင့်စိတ်ညစ်နေပြီငါမိမကလည်းနှစ်ရက်ရှိနေပြီနေမကောင်းဘူးအပူချိန်ကြောင့်ပဲဖြစ်နေတာငါတို့အလုံးအိမ်မှာဖျားရှိခိုးတဲ့နေတဲ့ချင်တယ်ဘာလုပ်ကြမလဲနေမင်းကြီးကစိတ်ဆိုးနေလို့ဒီလိုတွေလုံးနေတာလားမသိဘူးမင်းကလည်းကွာပူပါရီဆိုဘာဖြစ်လို့အပူတွေထက်လုံနေမှာလဲ ီးတွေဖိုးရနဲ့ပိုးပူမယ်လေထရီးမရေငါလဲပေးနဲ့၆ကက်နေပြီတံမြိုင်ဖြော်ပေးပါလားအမေရေတံမြိုင်ဖြော်ဖို့ကလည်းရေအေးလိုတယ်လေမနေ့ကပဲရေအိုးတက်ရေထည့်ထားတာရေကမအေးတော့ဘူးဒီအပူချိန်ကတော့အရန်လွန်နေပြီရေအိုးထရရေတောင်ပူအောင်လုံနေပြီတကူလုံးလဲချွေးတင်နဲ့ရွှဲနှစ်နေရပဲချွေးမရေတရက်တော်တဲ့ကိုသွားမယ်လေအဲ့ဒီနေရာမှာအပင်တွေနဲ့ဆိုတော့နည်းနည်းတော့တတ်တာမယ်လေလေတွေလည်းရမယ်အမေတားလေကျောင်းအစာတွေရေးရမယ် ဒီလောက်ပူနေတာဘလို့မှလုပ်လို့မရဘူးတရတော်ရဲသွားပြီးပဲစာလုပ်မယ်ရွာလေးတရမှာတရက်ပင်တွေအများကြီးစိုက်ထားပြီးတရက်တီးတွေကလည်းအများကြီးတီးနေပါတယ်ရွာကလူတွေအားလုံးကအပူရှောင်ဖို့အတွက်တရက်ပင်အောက်တွေလာပြီးတော့ထိုင်ကြပါတယ်မတို့ရွာမှာတရက်ပင်တွေရှိနေလို့တော်ပါသေးတယ်နော်တရက်ပင်တွေကအရေးရတယ်လေလဲရတယ်နေလို့လဲကောင်းတယ်ဟုတ်တယ်ငါတော့စဉ်းစားနေတာတရက်ပင်အောက်မှာပဲအိမ်ဆောက်ထိုင်ကောင်းမယ်နေ့လေဖက်လေပူတယ်အရင်အိတ်ချင်လည်းမအိတ်ရဘူး ဟုတ်တယ်လေဒီလိုပဲ3-4လတော့နေရမှာပဲအမြဲတမ်းအပူချိန်ကိုခန်းစားရတာပဲလေစောင်းရသည်ရောက်မှာပဲအေးတော့မယ်ဟုတ်တယ်ချွေးမရဲ့နင်ပြောတာမှန်တယ်စောင်းရသည်ရောက်ရမ်းနေလို့ကောင်းတာမိုးရသည်မှာဆိုရင်လည်းမိုးရေကလည်းလာတယ်တခြားသူတွေကရွာတွေပြောင်းနေရပဲကောင်းတယ်အလုံးကလည်းစကားတွေပြောနေရင်းနဲ့အပူရှောင်နေကြပါလေဒီလိုပဲအချိန်တွေကြာသွားပြီးအလုံးနဲ့အပူရှောင်မှုအတွက်တည့်ရပင်အောက်မှာနားဖို့အတွက်လာတဲ့အချိန်မှာတူတူသားလေးကစာလုံနေတဲ့အချိန် တားလီစာအုပ်က ပုံတပုံကိုတွေ့ခဲ့ပါတယ်။တားရင်တားစာအုပ်ထဲကပါပုံလေးလေအပင်ပေါ်မှာတက်တားရင်စောက်ထားတယ်။အပင်ပေါ်မှာအိမ်ဘလို့စောက်တာလဲထူးဆန်းနေနော်။အမေရဲ့အပင်အိမ်လို့ခေါ်တယ်လေ။ငှက်တွေလည်းအပင်ပေါ်မှာအတိုက်တွေစောက်ပြီးနေကြတယ်လေ။လူတန်းကလည်းနေချင်းရင်အပင်ပေါ်မှာစောက်ကြတယ်လေ။ငှက်တွေဆိုလို့ငါတတိယသွားပြီ။တရက်တုန်းကလေတွေအရန်တိုက်တာ။ဒီတရက်ပင်တွေကအတိုက်တွေရှိတာတောင်လုံးဝမလှုပ်ဘူး။အေးစေးနေလို့ရတယ်။ တူတူသားစာအုပ်ကနေချွေးမကအပင်ပေါ်မှာအိမ်ဆောက်တဲ့အကြံကိုရှားသွားပြီးတော့တူတူကလည်းစကားတွေကြားပြီးအတွေ့တစ်ခုရခဲ့ပါတယ်။သူတို့စကားတွေကြားပြီးသားလေးစာအုပ်ကြည့်ပြီးတော့အကြံတစ်ခုရသွားပြီးငါတို့လည်းငှက်တွေလိုပဲအပင်ပေါ်မှာအိမ်ဆောက်မယ်။ငါတို့ကဒီလိုလာစရာလည်းမလိုပြီးတော့အပင်တွေကြားမှာအိမ်ရှိနေတယ်ဆိုရင်အေးလဲအေးမယ်နေတိုင်းလာစရာမလိုအပင်ပေါ်မှာအိမ်ဆောက်တာစာအုပ်ထဲမှာပဲကောင်းတယ်ငါတို့ကဘလို့မှတကယ်ဆောက်လို့မရဘူးရပါတယ်အကိုရဲ့ သားလေးဆောင်မှာအိမ်ကိုဘယ်လိုစောက်ရမလဲဆိုတာရေးထားတယ်။နောက်ထပ်ပါလို့မလဲတွေးရမယ်လေ။တရက်ပင်တွေကအရန်ကြီးတယ်၊ခိုင်တယ်၊ပီချာနေလို့ရတယ်။ငါတို့လည်းအမြဲတမ်းနေမှာမဟုတ်ဘူးလေ။နှူရတီမှာတလားနှလားလောက်နေမှာလေ။အပူချိန်တွေညော့သွားရင်ငါတို့အိမ်ကိုပြန်ကြတာပေါ့။ချွေးမရဲ့။နင်ပြောတာလွဲတယ်လေ။ဒါပေမဲ့တကယ်လို့မလွဲဘူးနော်။လုံရင်လည်းအချိန်တွေကကုန်မယ်။လူကြီးရဲ့ရှင်းပြပေးပါ။ညီမပါပြောချင်လဲတေချာလေးပြောပြပေးပါ။ ယောဂလူကြီးတွေကစားတူတူစကားကိုတွေးပြီးလက်ခံလိုက်ကယောဂလူတွေဟာလေတည့်ရပင်ပေါ်မှာအိမ်ဆောက်ဖို့အတွက်သဘောတူကြပြီးအိမ်ဆောက်ဖို့အစင်းတဲ့လှုပ်လာပါတယ်။မတို့ကတော့အပင်ပေါ်မှာအိမ်ဆောက်ဖို့ထင်းတွေလိုတယ်လေအများကြီးလိုတယ်ဘလို့လို့ရမှာလဲ။ထင်းတွေကဘေးနာတော်တွေကတောက်ခုတ်ကြမယ်လေတော်တွေမှာလည်းအပင်အကြီးတွေအများကြီးရှိတာပဲ။ထင်းတွေခုတ်တာတော့ဟုတ်ပါပြီ။ငါတို့အိမ်အတွက်တန်တွေတူတွေလည်းလိုတယ်လေနောက်ထပ်နေရလောက်ဖို့ကော်တွေလည်းလိုသေးတယ်။ တန်တွေတူတွေကတော့ရှားသွားမယ်ကိုရီးယားဘယ်ရရမှာလဲငါတီတယောက်ရှိတယ်ငါတူလေးတော်တယ် तू ကကွန်ဆက်ယုံမှာလွတ်လွတ်တယ်ငါဖုန်းဆက်ပြီးအကူကြီးတောင်းကြည့်လိုက်မယ်လူကြီးကလည်းမြို့ကနေတူလေးကိုဖုန်းဆက်ပြီးကော်ရီမှာလိုက်ပါတယ်ယောဂအမျိုးသမီးတွေကလည်းအိမ်ကရှိတဲ့တန်တွေတူတွေယူလာပါတယ်ယောက်ျားလေးတွေကတော့တိုးရီကတက်သားတွေတည်လာပါတယ်ငါတော့ငါ့အတွက်အခန်းသုံးခန်းပါတာလုပ်မယ်မိဖို့ကြောင့်ရော အပြစ်မှာဝရန်တာလဲထုတ်မယ်အတော်ကလည်းလေ ဒီအိမ်မှာပဲတပဝလုံးနေမှာမဟုတ်ဘူးလေအပင်ပေါ်မှာအစတွေကဆောက်ရခတ်နေတာအိမ်ကြီးကြီးဆောက်လို့မရဘူးလေအိမ်တတိလေးပဲကောင်းတယ်အိမ်ကကြီးနေရင်တေချာထိန်းနိုင်မှာမဟုတ်ဘူးယောကယောက်ျားလေးတွေဟာနှစ်ရက်တိတိတက်သားတွေပဲဖြန့်နေပါလေမိမတွေကလည်းသူတို့ကိုကူညီပါလေနှစ်ရက်ပြည့်တဲ့နောက်မှာယောက်ျားတွေကအပင်ပေါ်တက်ပြီးအိမ်ဆောက်ဆောက်ကြပါလေဒီတရကိုင်းကလည်းရမ်းပါတာပဲဒီပေါ်မှာအိမ်ဆောက်လို့မရဘူးဒီနားကိုင်းကထူတယ်ဒီပေါ်မှာပဲဆောက်လိုက်မယ် ငါတို့တစ်သားတွေကိုရှည်ကြီးဖြတ်မိပြီတင်နေအောက်သွားပြီးအတူလေးတွေလောက်ရမယ်အပင်ပေါ်မှာအိမ်ဆောက်တာလေပြိုးသလောက်မလွှဲပါဘူးယောဂလူတွေဟာအပင်ပေါ်မှာအိမ်ဆောက်နေရင်တချို့ကအဆင်ပြေကြပြီးတော့တချို့ကတော့ခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်အမလေးငါအိမ်ဆောက်နေရင်လည်းဘလူ6ရောက်ကချော်တော့လည်းမသိဘူးဟာရဲနာနေပြီအိမ်ဆောက်ရတာမလွှဲပါလားမင်းကလေကွာဘာမှမဖြစ်ပါဘူးအပေါ်ရင်ဖြစ်တာပါငါအိမ်ကနေဆန်ရင်းယူလာခဲ့မယ်လိန်ထားလိုက်တက်တာတော့လိမ့်မယ် အိမ်တွေအလုံးပြီးသွားပြီးတချို့လူတွေကအိမ်ကိုခိုင်မခိုင်ကြည့်ဖို့အတွက်ဝင်သွားကြပါတယ်။ဒီအပင်အိမ်ကအရန်ကောင်းတာပဲ။ဒီအိမ်ကနေပြန်တော့မပြန်ချင်တော့ဘူးကွယ်။ဟုတ်တယ်မေ။ဒါပေမဲ့အိမ်ကလှတာနဲ့တူလှုပ်နေသေးတယ်။နေလို့မရသေးဘူး။အိမ်တွေကိုအလုံးတေချာပြင်ပြီးနေကြမယ်လေ။ဒီလိုပဲနေရတွေ့ကြသွားပြီးတော့အလုံးအိမ်တွေလည်းပြီးသွားပါတော့တယ်။မိမကြီးအပင်ပေါ်ကအိမ်ကလည်းလှနေတာပဲနော်။ဒီလိုအိမ်မှာနေပြီးအေးမယ်လို့တော့မထင်တော့ဘူး။ဟုတ်တယ်လေ။ ငါအမြဲတမ်းအပင်ပေါ်မှာအိမ်ဆောက်မယ်လို့အမြဲပြောတယ်လေအခုကြမှပဲအပင်ပေါ်အိမ်ရတော့တယ်မိမကြီးနောက်စီမှာဒီလောက်အိမ်ကြီးရှိတာဒါတော့အပင်ပေါ်အိမ်မှာနေပြီးအရင်ပြောတယ်ဒီအိမ်မှာနေရတာလည်းအရင်အဆင်ပြေတယ်ဟုတ်တယ်ယောက်ျားရဲ့ငါတီလို့ပို့ရင်နေမကောင်းဖြစ်တယ်အခုကြတော့အရင်နေလို့ကောင်းတာပဲအဖွားကြီးတားရင်ကတည့်ရပင်အောင်ပါအိမ်စာလုပ်ရတယ်အခုကြတော့တည့်ရပင်ပေါ်မှာပဲအိမ်ဆောက်ပြီးအိမ်စာလုပ်လို့ရတော့မယ်တားတငယ်ချင်းတွေကိုလည်းခေါ်လို့ရတယ်မလား ရတာပေါ့သားရင်ခေါ်လေအကြိုက်နေချွေးမရေနင့်အကြဉျံအရန်ကိုအစင်ပြေသွားတာပဲနော်အပင်ပေါ်မှာအိမ်ဆောက်ပြီးအားလုံးကအပူဒဏ်ကနေလွတ်သွားပြီးတော့အိမ်ကလူတွေလည်းအေးအေးဆေးဆေးနေကြပါတယ်အပင်ကတရက်တီးတွေခုပြီးဖြော်ရည်တွေတရက်တီးတနတ်တွေအမျိုးမျိုးကိုလည်းလုပ်ကြပါတယ်တော်ပါသေးတယ်ငါစီမှာတရက်တီးတွေရှိနေလို့တနတ်လုတ်လိုက်ပြီဟုတ်တယ်ညီမလည်းတရက်တီးတွေခုပြီးတနတ်တွေဖြော်ရည်တွေအကုန်လုတ်ပြီးပြီတရက်တီးအမဲ့တွေကိုဘာလုပ်ရမလဲမသိဘူး တည်တီးအမဲ့တွေကိုမြို့မှာတွားရောက်ကြမယ်လေတည်တီးဖြော်ရည်လည်းလှုပ်ရောက်ကြမယ်လေယောဂလူတွေဟာတည်တီးတွေအားလုံးခုပြီးမြို့ပေါ်မှာတည်တီးမဲ့တွေရောင်းကြပြီးတော့သူတို့အတွက်လည်းစီးပွားရေးတစ်ခုရှားသွားခဲ့ပါလေယောဂလူတွေဟာနွေရာသီအချိန်အထိအပင်ပေါ်မှာဆောက်ထားတဲ့အိမ်မှာပဲနေထိုင်ကြပြီးအပူတံကနေကင်းလွတ်သွားကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။